နေပြည်တော်မှာငြိမ်းချမ်းရေးဖိုရမ်ကျင်းပနေတဲ့အာဏာသိမ်းစစ်တပ်ဟာပွဲကျင်းပနေတဲ့အချိန်မှာပဲအရသားတွေရဲ့နေရာတွေကိုဘုံလိုက်ကျဲလို့ပြည်သူခုနှစ်ဦးသေဆုံးပြီး20ကျော်ဒဏ်ရာရရှိသွားပါတယ်။စစ်ကောင်စီဟာနေပြည်တော်မင်္ဂလာတေရီဟိုတယ်မှာဇွန်လ25ရက်နေ့ကနေ28ရက်နေ့အထိ Peace Forum 2025ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲကျင်းပနေတာဖြစ်ပါတယ်။ ဖော်ရန်စတင်ကျင်းပနေတဲ့ဇွန်လ25ရက်နေ့မှာပဲကရင်နီပြည်ဖားဆောင်မြို့နယ်မော်ချီခဲလုပ်ငန်းနေရာနဲ့မန္တလေးတိုင်းမိုးကုတ်မြို့အုံကိုင်းရပ်ကွက်ကို လေကြောင်းကတဆင့်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လက်ရှိကတော့မြင်တွေ့နေရတဲ့အတိုင်းပါပဲစီကောင်စီပါမှာတော့အဘလူပဲညင်ချမ်းရေးဖိုရမ်တွေလှုပ်လှုပ်အခြားတစ်ဖက်မှာတော့ဒီကျရှိရှိပုံချက်တိုက်ခိုက်နေတာဖြစ်ပါတယ် ိဒေတာအဖောက်ဝင်ပေါ့နော်ခြားမြန်မာတနိုင်ငံလုံးမှာရှိတဲ့နေရာတွေကိုလည်းရွေးချယ်ရှိရှိအယတ္တတွေကိုအတိုက်ခိုက်ခံရတာတွေမျိုးတွေရှိပါတယ်ဟုတ်ကဲ့မော်ကြီးခဲလောက်ကကိုဘုံကျဲတိုက်ခိုက်ရမှာခဲလောက်သား9ဦးသေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မိုးကုတ်မြို့အုံခိုင်းရက်ကဘုံကျဲတိုက်ခိုက်ခံရမှုမှာတော့ကလင်းငယ်တအူအပါဝင်2ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ငင်းချင်းဖိုရန်စတင်ကျင်းပတဲ့ဇွန်လ25ရက်နေ့ဟာ ညနာမဟာမိတ်၃ဘွဲ့ရဲ့၁၀၂၇ဆစ်စင်ရေးဒုတိယလှိုင်းစတင်တာတနစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။ရင်းရင်းဖိုရန်ဆိုတာကရုပ်ပြပါပဲလေအပြစ်ခတ်ရဲ့စေးဆိုတာလည်းရုပ်ပြပဲသူကတော့အပြုတ်တိုက်ရေးပဲလေဘာမှငြင်းချင်မလို့ပဲ PDF တို့ဘာတို့လဲသူကအကုန်လက်နဲ့ချခိုင်းတာပဲ TNL တို့ဆိုလဲသူကအကုန်ဆုတ်ခိုင်းတာပဲငြင်းချင်ဖိုရန်ကရုပ်ပြလုံနေတာပါ သူကစစ်စစ်တိုက်မှာပါပဲစစ်တပ်ရဲ့လမ်းစဉ်ကအပြုတ်တိုက်ရေးပါပဲနေပြည်တော်မှာကျင်းပတဲ့ငြိမ်းချမ်းရေးဖိုရမ်ကိုပြည်ပနိုင်ငံတွေဖြစ်ကြတဲ့တရုတ်အိန္ဒိယထိုင်းနဲ့ရုရှားနိုင်ငံတို့ကကိုယ်စားလှယ်တွေအပြင်အပြည့်အခက်ရဆဲထားတဲ့လက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးပါတီတွေနဲ့အရက်ဖက်ကိုယ်စားလှယ်တွေလည်းတက်ရောက်ကြတယ်လို့သိရပါဗျ။ဒါပေမဲ့စစ်တပ်အာဏာသိမ်းမှုကိုလက်မခံဘဲခုခံတော်လှန်နေကြတဲ့အဖွဲ့တွေ အတိုက်အခံနိုင်ငံရေးအင်အားစုတွေနဲ့လက်ရှိတိုက်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတော့မပါဝင်ကြပါဘူး။